ရတမြအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကာဇယ်မွေးဖားပြီးချိန်မှာပဲသူမရဲ့ဖခင်ကွယ်လွန်ခဲ့ပါတယ်။မကြာခင်မှာပဲကာဇယ်ရဲ့မိခင်ကပါကွယ်လွန်သွားခဲ့ပါတယ်။အဲဒါကြောင့်မဲအခုအချိန်မှာတော့ကာဇယ်အတွက်ဆွေမျိုးဆိုလို့ဦးလေးနဲ့အတော်ပဲရှိတော့တယ်။အဲလိုနဲ့အချိန်တွေကလည်းကုံလွန်သွားပြီးတော့ကာဇယ်တယောက်ကလည်းအတော်ရဲ့သမိတ်ဖြစ်သူစုမန်နဲ့အတူကြီးပြင်းလာခဲ့ရပါတယ်။ ကာကျဲရဲ့အတော်ကကာကျဲချက်အရင်ဆုံးသူမရဲ့သမီးဆူမန်ကို လက်ထပ်ပေးဖို့အတွက်စဉ်းစားခဲ့တယ်။ဆူမန်ကကာကျဲထံနှစ်နှစ်တိတိငယ်ပါတယ်။ဒါပေမဲ့ကိုသားသမီးကအရေးကြီးပြီးတော့အရာအလုံးကကိုသားသမီးအတွက်ပဲဆိုတာကိုကာကျဲရဲ့အတော်ကသူ့ရဲ့ပြုမှုနဲ့သက်သေပြခဲ့ပါတယ်။အတော်အလားစင်မှုတောင်းမယူထားတဲ့အကိုအိမ်ကိုရောက်လာပါပြီ။ဟေးနားချောင်မောင်နန်ွေးလေးမင်္ဂလာပွဲအတွက်အလားစင်မှုလူလာပါပြီ။ အလားစင်တဲ့ဟာကိုအပြင်ဘက်ကခြံဝန်းထဲမှာပဲလှုပ်ဖို့စဉ်းစားထားတယ်။အဲဒါဆိုရင်နနွေးလိန်ပွဲကိုလာတဲ့ဧည့်သည်တွေအားလုံးရောက်လာတဲ့အခါခြံဝန်းထဲမှာတတောင်တတာထိုင်လို့ရလိမ့်မယ်။ညနေဆိုရင်လည်းမင်္ဂလာပွဲကိုသွားရမယ်လေ။အပြင်ဘက်ခြံဝန်းထဲမှာအလားစင်ထားရင်တော့ငါလည်းအိမ်မှာထိုင်ချင်တယ်။ဟုတ်ကဲ့ရပါတယ်။ဒါနဲ့စုမန်းရဲ့ရောက်ခမတွေလည်းနနွေးလိန်ပွဲကိုလာကြမှာမဟုတ်လား။ဟုတ်တယ်မေမေ။ မိမိပြင်ဆင်မှုတွေအားလုံးကိုမြင်ပြီးပြီမလားတမီးစိတ်မပူပါနဲ့အမေအစီအစဉ်တွေအားလုံးကိုစီစဉ်တာပြီးနေပါပြီကာဇေယီစုမရဲ့ရောက်ခမတွေမစားခင်မှာအင်ကိုရောက်လာတော့မယ်အားလုံးတွက်လက်ဖက်ရည်နဲ့မုတ်တွေတိကျပြင်ဆင်ထားလိုက်နနွေးလင်းပွဲလုံးနေစိမ်မှာဘသူမှလိုအပ်တာမရှိစေရဘူးဟုတ်ကဲ့အတော်ကျွန်မလက်ဖက်ရည်ကို ပြင်ပြီးသားပါပြီးတော့ ပွဲမှာကကာလာဝတီလုံးမှာဖြစ်တာကြောင့်ဒီနေ့နဲ့မနက်ဖြန်လောက်တော့မုတ်ဖုံးမဲ့သူတယောက်ငှားလိုက်ပါဦးမိန်းကလေးကကျဲတယောက်တည်းကပဲမိဖို့ကြောင့်ကိုဘလောက်စီမံနိုင်မှာလဲပြီးရင်သူကလည်းနနွေးလိမ့်ပွဲအတွက်ပြင်ဆင်ရအောင်မေပြီးရင်ညနေမင်္ဂလာပွဲအတွက်လည်းပြင်ဆင်ရအောင်မှာရှင်တိတ်တိတ်နေစမ်းမှာကကျဲကဘာလို့ရာတွေကိုပြင်ဆင်ရမှာလဲသူ့အတွက်အိမ်လုပ်တွေမလုံလောက်သေးလို့သူကလလပပပြင်ဆင်ပြီးတော့ပွဲထွက်လာရမယ်ပေါ့ ရှင်လဲသွားတော့ဟိုအလှဆင်တာကိုသွားချီပေးလိုက်ရောကာကျဲရဲ့ဦးလေးနဲ့အတော်တို့ကနနွေးလိန်ဘွဲအတွက်ပြင်ဆင်မှုတွေမှာပဲအလုံများနေကြပါဗျ။မကြာခင်မှာစတင်တော့မယ်နနွေးလိန်ဘွဲအတွက်ခြံဝန်းတစ်ခုလုံးကိုအလှဆင်ပြီးသားဖြစ်နေပါပြီ။လူပိုင်းကလှပတဲ့ဝိစာရင်ဝိစင်ပြီးတော့ပြင်ဆင်ထားကြတယ်။ဘွဲတော်စတင်တာနဲ့ဘုံမောင်းနေတီးခတ်တန်းစတင်ထွက်ပေါ်လာပြီးတော့စူမန်ရဲ့နနွေးလိန်ဘွဲကလည်းစတင်လာခဲ့ပါဗျ။အကျော် မေမေကဆွမ်းမရဲ့မိတ်ကပ်ပစ္စည်းတွေကိုလည်းပို့ပေးလိုက်ပါတယ်။ဟုတ်ကဲ့ဟုတ်ပါပြီ။ဒါနဲ့မင်းရဲ့အမေကိုပြောလိုက်ပါ။ကျမတို့အားလုံးပွဲကိုအချိန်မီရောက်လာကြမှာမလို့သူတို့လည်းသူတို့သားရဲ့ပရိသတ်တွေနဲ့အတူတူပွဲတော်ကိုအချိန်မီလာခဲ့ပါလို့။အတော်စိတ်မပူပါနဲ့။ဆွမ်းမချက်အရင် VJ ကဆွမ်းမကိုသူ့ရဲ့သူတို့သမီးလို့ပို့ပြီးတော့အလင်းလုံးနေတာ။ တို့သားရဲ့ရောက်ဖားတယောက်စီကနေအဲ့ဒီစကားကိုကြားလိုက်ရတာကြောင့်လူတိုင်းကစတင်ရှင်မောကြပါတယ်။အဲ့ဒီချိန်မှာပဲကာကျဲကတော့လူတိုင်းကိုလက်ဖက်ရည်နဲ့လန်တဲခင်အခန်းနေတော့မှ လူများစားရဲရောက်သွားတဲ့အခါမှာတော့မတော်တဆမှုတစ်ခုဖြစ်သွားပြီးတော့လက်ဖက်ရည်ခွက်ကတို့သားရဲ့အမရဲ့စာရိပေါ်ကိုကျသွားပါတယ်။အိုးဒါမဟုတ်သေးဘူးလေ။အကျော်ကြီးရဲ့အခုအန်တီရဲ့အိမ်ပေါ်ကကျမရဲ့လေဟင်ကတစ်ချဲလုံးကိုဖျက်ဆီးပြလိုက်ပြီ။ အန်တီရဲ့အိမ်မော်ကဘလောက်တောင်အချင်းပြတ်တယ်လဲဆိုတာအန်တီသိလား။ဒါကရူပီ9000နဲ့လေးဟင်းကပါ။ဒါကကျမရဲ့လေးဟင်းကပါ။ကျောင်းမှာမှာတယ်အမ ကျမမှားသွားတာပါ။လမ်းမှာလာနေနေဟိုရောက်ဖိုက်ခြေောက်ကိုတိုက်မိပြီးတော့အခုလိုဖြစ်သွားတာပါ။ညီမကအိမ်မော်တယောက်ဖြစ်ပြီးကျမကိုအမလို့ရောက်ဖလို့ခေါ်ဖို့ညီမလေးမှဘာခွင့်ရရှိလို့လဲ။အမကျမအိမ်မော်မဟုတ်ပါဘူး။ကာကျဲ သူတို့တွေကသူတို့သားဘက်ကမိသားစုတွေပါငါတို့ဘောသူတို့ဘောအပြေးဝကရွဆိုင်ဖို့ကငါတို့ရဲ့ကြဝင်မယ်ကာစဲတမ်းမီအခုစကားများနေစရာမလိုဘူးချက်ချင်းမိဖို့ဆောင်နေကိုသွားတော့တောင်းမှမာတယ်အန်တီရဲ့အန်တီတကယ်ကိုတောင်းမှမာတယ်အန်တီတို့မှားသွားတာပါ သူကဒီလိုပွဲတော်မျိုးမှာသူ့ဖသာသူဘာလို့လုပ်လို့ရမှာမသိဘူးသူကအလုံးဝကိုမိုက်မဲတာအမှန်တမ်းပြောရရင် သူကကျမတို့ရောက်ဖရဲ့တမီးပါ အခုသူတို့ကိုယ်တိုင်လည်းဒီလောကကြီးကနေထွက်ခွာသွားပြီဆိုတော့အဲ့ဒီကလေးမလေးကို ကျမတို့ရှင်တွင်ထဲမှာပဲထားပြီးတော့ဒုက္ခမရအောင်စောက်ရှောက်ပေးခဲ့တာအဲ့ဒါကိုကြီးကောင်မလေးမှနားလည်မှုဆိုတာမရှိတဲ့အတွက်တောင်းပန်ပါတယ်ကိစ္စမရှိပါဘူးအန်ဒီကြီးရဲ့အခုဝစ်ဆောင်တန်းရှင်လုံးလို့ရပါတယ်အခုနနွေးဖြော်ကြီးကိုဆက်ပြီးသုံးဆောင်ကြရအောင်လေအန်ဒီအဲ့စကားတွေကြောင့်ကာကျဲရဲ့မျိုးလုံးတွေက မျက်ရည်တွေနဲ့ပြေလာပါတယ် လူတိုင်းကနှနှွေလိမ်ပွဲကိုပျော်ရွှင်စွာဆင်နွှဲနေစေမှာသူမကတော့မိဖို့ကြောင့်နဲ့မှပဲရက်ပြီးတော့ငိုနေခဲ့ပါတယ်။အဲဒီချိန်မှာမိဖို့ကြောင့်နဲ့ကိုကောင်းလေးတယောက်ဝင်လာပြီးတော့စကားပြောပါတယ်။အမမင်္ဂလာပါ။ကျွန်တော်ကတော့မျက်နှာပဲကြည့်ကောင်းနေတဲ့မိန်းကလေးတွေကိုမကြိုက်ဘူး။မိန်းကလေးတွေကပြုံးနေမှအမြဲတမ်းကြည့်လို့ကောင်းတာ။ဒီမှာအမကျွန်တော်ရဲ့ဒီလက်ကင်မွားကိုယူပြီးတော့အမအိမ်မဲရီကိုတုပ်လိုက်ပါ။ဂျာနဲ့ရှင်ကဘယ်သူလဲ။ ရှင်ရှင်ဘသူလဲရှင်ကိုကျမမမှတ်မိလို့ပါကျွန်တော်ရဲ့နာမည်ကအာကက်ပါဘီဂျီရဲ့တငယ်ချင်းပါသူရဲ့အချစ်ဆုံးငယ်တငယ်ချင်းပေါ့အမရဲ့နာမည်ကိုတော့ကျွန်တော်အပြင်ကနေကြားပေးတာပါကာကျဲဆိုတာအရန်လာပါရဲ့နာမည်တခုပါအမရဲ့ကျေးဇူးတင်ပါတယ်အာကက်နဲ့ကာကျဲတို့ကခဏကြာစကားပြောနေကြတယ်စကားပြောနေရင်လည်းကာကျဲမျက်နှာမှာအပြုံးတစ်ခုပေါ်လာခဲ့ပါတယ် ။ဘာလို့လဲဆိုတော့ဘသူကမှသူမကိုအဲလောက်ထိစကားမပြောခဲ့ဘူးတဲ့အတွက်အာကတ်နဲ့စကားပြောရတာကို သူမပြောရွှင်နေတာပဲဖြစ်ပါတယ်။အာကတ်ရှင်ဒီမှာဘာလုပ်နေရလဲ။သွားကြစို့အချိန်ကနောက်ကျနေပြီ။ကျမအိမ်ပြန်ပြီးဗီဇီကိုလည်းနနှင်းလင်းပေးအောင်မယ်လေ။ဟုတ်ပါပြီအမ။အဲ့ဒါဆိုလည်းအခုသွားကြတာပေါ့။ကောင်းပါပြီ။ကျွန်တော်ထွက်သွားပါတော့မယ်။အဲ့လိုနဲ့ပဲသူတို့သားဘက်ကမိသားစုတွေပြန်သွားကြပါရဲ့။ ညနေပိုင်းလျှောက်လာတဲ့အခါမှာတော့မင်္ဂလာပွဲကလည်းရောက်ရှိလာပါတယ်။မင်္ဂလာပွဲအတွက်လူတိုင်းကလည်းအဆင်သင့်ဖြစ်နေပါပြီ။မန်းချက်ကိုလည်းအလားဆင်ထားပါတယ်။မင်္ဂလာပွဲမှာ လူတိုင်းကတယံလာပါတဲ့ဝယ်စားတွေဝတ်ဆင်ထားတာတွေ့ရပါမယ်။ကာကျဲကတော့ပွဲရဲ့ဘေးနားမှာပဲတိတ်တိတ်ဆိတ်ဆိတ်ညင်သက်ပြီးတော့မှဝမ်းနည်းစွာနဲ့ချက်နေခဲ့ပါတယ်။သူမက အလိုဟောင်းနဲ့ဆုပ်ပြတ်နေတဲ့ဝတ်ဆောင်ကိုဝတ်ဆင်ထားပြီးတော့လူရည်ရဲ့မျက်လုံးကနေကိုကိုကိုဖုံးကွယ်နေခဲ့ပါတယ်။ကာလာဝတီ မင်းဒီနေ့လေးအတွက်တော့ကောင်မလေးကချင်းကိုလှလှပပအဝေစားလေးတစ်စုံလောက်ဝယ်ပေးတင်တာပေါ့။သူလည်းမင်းရဲ့တူမတော်သူပဲလေ။ကာဇဲကအပြင်းလို့မဟုတ်ပါဘူး။ကြည်ပါဦးမင်းသူ့ကိုဘလို့များဆက်ဆံလဲဆိုတာ။အခုသူကဟွန်းနားမှာတိတ်တိတ်ဆိတ်ဆိတ်ရက်နေရတယ်။သူ့ကိုလူတွေဘလောက်များများကကြည့်နေတယ်လဲဆိုတာကိုကြည်ပါဦး။ငါတို့လည်းနောက်ကျရင်သူ့ကိုလက်ချက်ပေးရအောင်ပါလေ။ထားလိုက်ပါတော့။ တမီးလေးအပြင်သူ့အတွက်ပါအဝေစားသစ်တွေဝယ်ပေးဖို့အတွက်ကျမမှအဲ့လောက်ပတ်စံအများကြီးမရှိဘူးလေ။ဒါတွေတော့ကျမကဒုက္ခခံပြီးဝယ်ပေးခဲ့ရတာ။ပြီးတော့ကျမမင်္ဂလာပွဲအတွက်လည်းအများကြီးကုန်ကြပေးပြီ။သူ့ကိုဘသူကများစိုက်ကြည့်နေလို့တော့သူကကျမတို့ရဲ့တမီးလို့ချမ်းသာတဲ့မိသားစုရဲ့ချွေးမဖြစ်ဖို့လို့ကြီးကံမကောင်းပါဘူး။အိမ်တသေးလေးတလုံးလောက်ရရင်တော့ကျမတို့လက်ထပ်ပေးမှာ။ ဆူမရဲ့မင်္ဂလာပွဲကိုခန္ဓာကြီးကျယ်စွာကျင်းပပြီးတဲ့နောက်မှာကာလာဝရီကကာဇဲပေါ်ကိုခြားတဲ့ဂယုဆိုင်ချင်းတွေကိုလည်းလုံးဝရပ်တန့်ပြလိုက်ပါတယ်။ကာဇဲကတနေ့လုံးအိမ်လုံးတွေလှုပ်ပြီးတော့ညဘက်ဆိုရင်စိတ်တကြဆင်းစွာနဲ့ပဲအိပ်ရောင်ဝင်ခဲ့ရပါတယ်။ဘာလို့လဲဆိုတော့သူနဲ့တူစကားပြောပေးမဲ့လူဆိုလို့တယောက်မှမရှိလို့ပါပဲ။ဆူမန်ကတော့မိဘအိမ်ကိုရှက်အနေငယ်ကြာနေဖို့ပြန်လာခဲ့ပါတယ်။အဲဒါကြောင့်ပဲ သူရဲ့ဖခင်ဖြစ်သူဘီဂျေးကလည်းစူမန်းကိုလာခေါ်ဖို့အတွက်အိမ်မှာလာနေပါတော့တယ်။တနေ့တော်မနက်ခင်းတခုမှာတော့ကာဇယ်တယောက်ကအိမ်ထဲမှာကြမ်းတိုက်နေတဲ့အချိန်ဘီဂျေးရဲ့တငယ်ချင်းကသူရဲ့မိဘတွေနဲ့တူရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီတည်းမှာအာကက်ရှ်ကလည်းရှိနေပါတယ်။မမေဖဖေအာကက်ရှ်ကကာဇယ်ကိုလက်ထပ်ချင်တယ်။နန်ဝင်းလိန်ပွဲနေကအင်ကိုပြင်ရောက်လာတဲ့အဲဒီကိစ္စကို သူကျွန်တော်ပြောပြတယ်အမေတို့ကြတော့ဂျာကိုတီးဖို့စောပါသေးရဲ့ဆိုပြီးတော့ ကျွန်တော်ကကျွန်တော်မင်္ဂလာပွဲပြီးမှဒီကြောင်ပြောမယ်လို့တွေးခဲ့တာ။ကာကျက်ကိုလက်ထက်မယ်ဟုတ်လား။ဟုတ်တယ်အတော်ကျွန်တော်ကာကျက်ကို အရန်သဘောကျတယ်။ကျွန်တော်ကာကျက်ကိုလက်ထက်ချင်ပါတယ်။ကာကျက်ဒီကိစ္စအတွက်မင်းမာရောဘလို့ကြံဉဏ်တွေ ရှိလဲ။ဇာကတကယ်ကိုချူးစမ်းတဲ့ကိစ္စပဲမဟုတ်လား။အေးစကလုံးတွေအလုံးကို ရုတ်တရက်ကြားလိုက်ရတဲ့ကာကျဲကအံ့ဩမင်သက်သွားသလိုကာကျဲရဲ့အတော်ဖြစ်သူ ကာလာရီကလည်းအရန်အံ့အားတင်သွားပါတယ်။ကာလာရီနဲ့အတူအနားမှာရက်နေတဲ့စူမန်ကလည်းခိတမြတ်အံ့အားတင်သွားခဲ့ရပါတယ်။ကားကျဲကအာဂတ်ကိုလက်ထပ်ဖို့အတွက်တကယ်ပဲသဘောတူလိုက်ပါတယ်။အာဂတ်တာကားကျဲကမင်းပြောသလိုပဲတကယ်ကိုလှပလုံးပါတယ်။အမားတို့ရဲ့သမီးလေးကားကျဲကကျမတို့ရဲ့ချွေးမဖြစ်ကတာကျမတို့တတော်တကယ်ကံကောင်းတာပါပဲ။ညီလေးတို့မင်္ဂလာပွဲချက်ပြင်ဆင်မှုတွေကိုမြင်မြန်စတင်လိုက်ပါ။ ငါခလေးငါတို့ရဲ့ကားချင်းကြည်ပါဦးဖယားသခင်ကမင်းရဲ့ဘဝကိုပျော်ရွှင်မှုတွေနဲ့ပြည့်နေစေပြီပဲမင်းငငယ်တုန်းကမိဘတွေကို ဆုံရှုံပြီးတော့ဒုက္ခတွေလည်းအများကြီးခံခဲ့ရတယ်။ဦးလေးလည်းဘာမှမပြောနိုင်ခဲ့သလိုဘာမှလည်းမလုပ်ပေးနိုင်ခဲ့ဘူး။ဒါပေမဲ့ဒီနေ့မှာတော့ဖယားသခင်ကတမီးကိုအခုလိုကောင်းမွန်တဲ့ဆက်ဆံရေးမျိုးပေးအပ်ခြင်းအပြင်တမီးရဲ့ဘဝကဝမ်းနည်းမှုတွေအလုံးကိုဖယ်ရှားပေးလိုက်ပြီး ရှေးဆက်လျှောက်ရမယ်ဘွားမှာပျော်ရွှင်ပါစေခလေးရေဦးလေးကာဇယ်ကသူ့ရဲ့ဦးလေးကိုပွေဖက်ပြီးတော့ငိုခဲ့ပါတယ်နှစ်ဖက်ကြောင်ဝင်ရှိသူတွေကအာကက်နဲ့ကာဇယ်တို့ရဲ့မင်္ဂလာပွဲကိုတက်မှတ်လိုက်ပြီးတော့အဲလိုနဲ့ပဲနနွေးလိန်ပွဲနေ့ကိုရောက်လာခဲ့ပါတယ်ကာဇယ်ရဲ့ရောက်ကမအင်ကအဆွေမျိုးတွေအားလုံးကနနွေးလိန်ပွဲနေ့မှာတော့ကာဇယ်အင်ကိုရောက်လာတယ်အတော့ကျမတို့ရဲ့အနာဂတ်ရောက်ဖရဲမှာကအရန်လာတာပဲ လူကြီးမင်းများအားလုံးကျေးဇူးပြုပြီးကျမရောက်ဖိုင်အမကိုနနှင်းလိန်ပေးကြပါအဲ့အမသူရဲ့အလှကလူတွေစားထဲမှာပိုးပြီးတော့ချင်းလာမှာဟုတ်ကဲ့ဟုတ်ကဲ့သူမရောက်ခမရရဲ့ချစ်ခင်မှုကိုမြင်ရတဲ့အခါမှာကာဆယ်တယောက်ရဲ့ရင်ထဲမှာဝမ်းသာမှုတွေပြလာခဲ့ပါတယ်အဲ့ဒါကြောင့်ပဲဝမ်းသာမျက်ရည်တွေကသူမမျက်လုံးထဲမှာဝင်လာခဲ့တယ်အဲ့ဒီသူမရဲ့နနှင်းလိန်ပွဲကတော့သင်းဂီတရီနဲ့ခန္ဓာကြီးကျယ်တဲ့ပွဲကြီးဖြစ်နေပါတယ် ပွဲတော်ကြီးမှာလူတွေအားလုံးကလည်းပျော်ရွှင်နေကြပါပဲ။သူမရဲ့အတော်နဲ့ဆူမန်တို့ကတော့မျက်နှာပြက်ပြီးတော့ဖောင်းပွားနေကြပါတယ်။ဘာလို့လဲဆိုတော့ကာဇယ်ကဒီလောက်တောင်ကန်ကောင်းပြီးတော့သူမရဲ့နနွေလိန်ပွဲကိုခန်းနာချေမွာစွာနဲ့ကျင်းပနေတာကိုသူတို့ကအခုချိန်မယုံနိုင်သေးလို့ပါပဲ။ကာဇယ်ရဲ့ရောက်ကမတွေကမင်္ဂလာပွဲခန်းနာတွေအားလုံးကိုစီစဉ်ပေးခဲ့ကြတယ်။ဘာလို့လဲဆိုတော့သူတို့ကကာကျက်အတော်ရဲ့ဇယိုက်ကိုသိနေလို့ပါ။ကာကျက်ရဲ့အတော် ကာလာဝရီကတော့မင်္ဂလာပွဲအတွက်တင့်တော်တဲ့အစီအစဉ်တွေကိုလှုပ်ပေးမှာမဟုတ်ဘူးဆိုတာသူတို့မိသားစုကသိနေကြကြတယ်လေအခုချိန်မှာတော့ကာဇဲရဲ့ဘွားတွေကိုပျော်ရွှင်မှုအသစ်တွေရောက်လာခဲ့ပါတယ်သူမရဲ့နနွေလိန်ပွဲလေးကိုခန်းနာစွာနဲ့ကျင်းပခဲ့ပြီးတော့အာကက်ကိုလက်ထပ်ပြီးတဲ့နောက်မှာကာဇဲကဘွားအသစ်ထဲမှာအစတင်ပြီးတော့အခြေချနိုင်သွားပါတော့တယ် โอเคပါရှင်ဇလန်လေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်เนาะပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်